ဟယ်လိုအားလုံးမင်္ဂလာပါဒီနေ့တော့စားလို့လည်းကောင်းပြီးတော့လုပ်ရတယ်လည်းလွယ်ကူတယ်မုတ်စီကျော်လုံးနီလေးကိုအိမ်မှာလွယ်ပြီးလုပ်လို့ရအောင်ဆိုတော့လုပ်နေလေးလာမြောက်ရတာပဲဖြစ်ပါတယ်ဆုလို့ပြမယ်မုတ်စီကျော်လုံးနီလေးကဆိုလို့ရှိရင်အချိန်ရလည်းခဏလေးပဲပေးရပြီးတော့ပောင်ရင်ပစ္စည်းလေးကလည်းသုံးမျိုးနဲ့လုပ်လို့ရတာပဲဖြစ်ပါတယ်မောစီကျော်လုံးကြီးတွေများစွာရှိရတဲ့ကမှဒါကတော့စုတည်တဲ့မောစီကျော်လုံးကြီးတွေကိုစုကလာမြောက်ရတာပါ။ကြည်ဒါဆိုလို့ရှိရင်တော့လောက်ရတာအရင်လွယ်ကူတယ်မောစီကျော်လုံးကြီးတွေကိုဗီဒီယိုအစုံနဲ့လိုက်ကြည့်ပေးပါဦးနော်။ ပထမအဆုံးလိုအပ်တာကတော့ထညက်ပါထညက်ကိုတော့စုက12လုံး13လုံးလောက်ကိုအရင်ဆုံးကြိုထားပေးပါမယ်။သူ့ရဲကိုရေနည်းနည်းထည့်ပြီးတော့မှထညက်လေးအားလုံးပြောင်းရင်သွားတဲ့ထိကိုကြိုထားပေးပါမယ်။တကယ်လို့ကိုကထညက်ရေကိုအရန်ချိုတာမျိုးကြိုက်တယ်ဆိုရင်တော့ခက်ပြစ်ပြစ်လေးကြိုပြီးလို့ရပါတယ်နော်။ကဲကူစုတို့ထညက်တရားလုံးလည်းကြည်သွားပြီဆိုရင်တော့သူ့ကိုအောက်ကအမောင်မွားလေးတွေအမိုက်တဲ့အိုက်လေးတွေတန့်စင်သွားအောင်လို့စကားလေးနဲ့အရင်ဆုံးစစ်ထားပေးပါမယ်။ နောက်ထပ်လိုရာကတော့ကောက်ညင်းမုံပဲဖြစ်ပါတယ်။ကောက်ညင်းမုံကိုတော့ဟင်းခက်ဇွန်ကြီးနဲ့ငါးဇွန်၆ဇွန်လောက်သုံးထားပါတယ်။အရသာလေးလေးလေးပြင်ပြင်ဖြစ်နေအောင်စားလေးနဲ့ငယ်ထည့်ပြီးသွားရင်တော့သူ့ကိုအားလုံးနှံ့သွားအောင်လို့မှွေထားပေးလိုက်ပါမယ်။သူကတော့မုံသားကိုပြော့ပြော့လေးလိုချင်တာမို့လို့ဆံမုံထပ်ပြီးတော့မရောတော့ပါဘူးနော်။ပြီးရင်တော့ဆန်ချိန်ခွက်နဲ့ရေတစ်ခွက်ထည့်ပြီးတော့အားလုံးနှံ့သွားအောင်မှွေထားပေးလိုက်ပါမယ်။ ပြီးရင်တော့ထညက်ရည်ကိုလည်းဆန်ချိန်ခွက်နဲ့တစ်ခွက်ထည့်ပါမယ်။ဒီနေရာမှာအရန်ချိုတာကြိုက်တယ်ဆိုရင်ရည်ကိုမထည့်တော့ဘဲနဲ့ထညက်ရည်ကိုပဲကြည်ကြဲလေးကြိုပြီးတော့မှထညက်ရည်နဲ့ပဲအခုလိုမျိုးလေးပစ်သွားတဲ့အထိကိုစူရိုးမှွေတာပေးလို့ရပါတယ်နော်။ကဲစူရိုးထညက်ရည်ချိုတဲ့လေးလိုတာနဲ့နည်းနည်းလေးထပ်ထည့်ပြီးရင်တော့အားလုံးနှံ့သွားအောင်မှွေရပေးလိုက်ပါမယ်။သူရဲ့မုတ်သားလေးကအခုလိုမျိုးလေးအရန်လည်းမပြစ်ဘူးအရန်လည်းမကျဲတဲ့အနေထားလောက်ရောက်ပြီဆိုလို့ရှိရင်တော့သူ့ရောမုန်းစီကြော်ကြော်ဖို့ရအဆင်သင့်ဖြစ်ပါပြီ နောက်ဆုံးမှာတော့ဇူရိုနှမ်းခက်များများလေးထည့်ပြီးတော့မှ တခါတည်းပဲမွေရလိုက်ပါမယ်။တချို့ကတော့ကြော်နင်းနဲ့မှအပေါ်ကနေပြီးတော့ဖြူးတာမျိုးလဲစုတွေ့ပြူပါရယ်။ ။တေချာလေးမွေလို့ပြီးသွားပြီဆိုရင်တော့မုတ်သားလေးကို15မိနစ်လောက်နိုင်ဝဲလောက်နှစ်ထားပြပါမယ်။ကြဲဒါကတော့ဇူ15မိနစ်လောက်နှစ်ထားတဲ့အနေထားလေးပါနော်။နည်းနည်းလေးပြစ်သွားပါပြီ။ကြဲပြီးရင်တော့ဇူစပြီးတော့ကြော်လို့ရပါပြီ။ရင်ဆုံးအိုးရဲကိုစီမြများလေးထည့်လိုက်ပါမယ်။ပြီးရင်တော့မုံနှစ်ရီကိုဇွန်ခွက်ကြီးကြီးလေးနဲ့နည်းနည်းလေးထည့်ပါမယ်။သူ့ကိုခပ်ပြပြလေးဖြစ်အောင်ဇူနည်းနည်းပဲထည့်ရပါမယ်နော်။မီးအားကိုတော့နည်းနည်းလေးနဲ့ပဲဇူကြော်ပေးပါမယ်။မီးအားရဲများရဲ့ခါကျရင်ဇူအပြင်ကထញ្ញက်ရဲ့အရာကအရင်မဲသွားပြီးတော့မုတ်သားကအတွင်းထဲမှာ မကျက်တာမျိုးဖြစ်တတ်ပါတယ်။ဒါကြောင့်သူတို့မိအားကိုနည်းနည်းလေးနဲ့ပဲအတွင်းပြင်တည်တည်ကြာကြာလေးကျက်သွားအောင်ကြော်ဟားပေးပါရစေ။နောက်ဖက်စလုံးအညီများကျက်သွားရင်တော့စီလေးစစ်ပြီးတော့ဖယ်ထားလိုက်ပါမယ်။ဆူနောက်တက်တစ်ခုထပ်ပြီးတော့ကြော်ပြပါမယ်။သူတို့မုံနှည်ရည်လေးကိုဇွန်ခွက်လေးနဲ့ထည့်လိုက်ပါမယ်။ခက်ပြပြလေးထည့်ပေးပါမယ်နော်။ပြီးရင်တော့စီလေးတွေပေါ်ရောက်သွားအောင်အခုလိုမျိုးလေးပို့ထားပေးလိုက်ပါမယ်။ပြီးရင်တော့တစ်ဖက်ကလုံးဝကျက်သွားပြီဆိုမှနောက်တစ်ဖက်ကိုလှန်ပေးပါမယ်။ နှစ်ဖက်စလုံးအညီမျှလေးကျက်သွားပြီဆိုရင်တော့ဒီမောက်လေးကရသွားပါပြီစုတဲအိုးကိုအပြားကြီးနဲ့ကြော်ပြီးမဲ့ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်ကဲအခုဆိုလို့ရှိရင်တော့သူတို့အိမ်မှာကိုရန်လောက်စားလို့ရတယ်မုတ်စီကျော်လုံနီလေးကတော့ပြီးသားပြီဖြစ်ပါတယ်မုတ်သားလေးကဆိုလို့ရှိရင်ကောက်ညင်းမုတ်တက်တက်နဲ့ပဲလှုပ်ထားတာဖြစ်တဲ့အတွက်အရန်ကိုနူးဤပြီးတော့တော်တော်လေးလည်းပျော့ပါတယ်ဆိုတော့သူတို့မုတ်သားအရန်ပျော့တာမကြိုက်ဘူးဆိုရင်တော့သူတွေကိုဆန်မုတ်လေးတစ်စုံလောက်ရောပြီးရင်တော့အဆင်ပြေပါတယ် ကဲအခုဆိုလို့ရှိရင်တော့ဆူရဲမော်လုံနေနေရပြီးသွားပါပြီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်